စိတ်တကြန့်ခိုင်နေမိန်ကလေးဆိုတာမကောင်းတဲ့ယောက်ျားအတွက်အချိန်မပြုံသူပါတကယ်တော်တဲ့မိန်ကလေးတွေဆိုတာတယောက်တည်းလေးဘဝကိုဖျက်ဆီးဖို့ဝင်မလီသူတွေပါသူတို့ရဲ့ပြည့်ရှင်မှုငြိမ်းချမ်းမှုဟာတယောက်ယောက်နဲ့ချစ်သူဖြစ်နေမှာပတ်သက်ဆက်နွယ်နေမှာမဟုတ်ပါဘူးသူတို့ဘဝမှာလွတ်လပ်စွာနေထိုင် အသက်ရှင်နိုင်ဖို့ကအရာအလုံးထက်အရေးကြီးပါတယ်ယောက်ျားတယောက်နဲ့ချစ်ကြိုက်တဲ့အခါစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေ ဝမ်းနည်းစရာတွေအပူပင်တွေချုပ်ချယ်တာတွေများလာတဲ့အခါမကောင်းတဲ့သူကိုဆွန့်လွတ်ပြီးတယောက်တည်းနေဖို့ကိုရဲရင်စာဆုံးဖြတ်ကြပါတယ်။မိန်းကလေးတွေအားလုံးဟာတန်ဖိုးထားခံရဖို့ထိုက်တန်နေသူတွေဖြစ်ပါလေ။အပြုမူကစကားထက်ပိုပြီးကြေလောင်တင်ပါတယ်။တကယ်လို့ကိုကိုတန်ဖိုးမထားဘူး။စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်တယ်။ကိုတိလက်ရောက်နာကျင်စီတယ်။စိတ်တက်ရရာကို ပြက်စီတယ်ဆိုရင်တကယ်တော်တဲ့မိန်းကလေးတွေက တနစ်ကောင်းသွားနိုးအစဉ်ပြေနိုးမခွဲမခွာရက်တွေဖြစ်ပြီးအနာခံနေမဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာယောက်ျားတယောက်ထင်နိုင်ကျဲလို့မရတဲ့သူမျိုးတွေဖြစ်လို့ပါသူတို့ကိုတန်ဖိုးမထားတဲ့ယောက်ျားမျိုးသူတို့ကိုအမြဲစိတ်ညစ်စရာတွေပဲယူလာပေးတဲ့ယောက်ျားမျိုးသူတို့ပေါ်မကောင်းတဲ့ယောက်ျားမျိုးကိုသူတို့ဘယ်တော့မှစုကင်ထားမှာမဟုတ်ပါဘူးအဲ့လိုလူစီကယုံထွက်ပြီးပိုကောင်တဲ့အရာတွေအနာဂတ်တွေ လက်တွဲဖို့ကောင်းအိမ်မက်တွေကိုခြာဖွေတော့မှာဖြစ်ပါတယ်သူတို့အတွက် စင်ကေဘွားကလည်းအဆင်ပြေသလိုလက်တွဲဖို့တည်ချဖို့လည်းအဆင်ပြေပါတယ်စိတ်ကုံစီအောင်စိတ်ပြည့်စရာကောင်းတဲ့ယောက်ျားကို အချိန်ကြီးရင်နာခံပြီးတွေ့နေမယ်စာရဲရဲဝံ့ဝံ့တတိရှိရှိတယောက်တည်းနေဖို့ဆုံးဖြတ်နိုင်တဲ့သူကတကယ်တော်ပြီးစိတ်တက်ကြန့်ခိုင်တဲ့မိန်းသားတွေရဲ့စိတ်တက်ပဲဖြစ်ပါတယ်မင်းကလေးများမှတ်တာပါ ပြောညံ့သူတယောက်ဖြစ်တဲ့တင်းရနာကျင်မော်တွေကိုတက်ကပါလုံးသိအောင်မှတ်ကြီးညာပါနဲ့။တင်းခန်းစားချက်ကိုတကယ်ကယူဆိုင်မျှဝေခန်းစားပေးမယ်လူဆိုတာရှားတယ်။အကောင်းဆုံးကကိုအားကိုကိုပါ။သူတစ်ပါးပေါ်မိကိုချင်းကေမာစီ။မထိုက်တန်နဲ့မလုတ်သင်မလုတ်ထိုက်တဲ့လူနဲ့အရာကိုဆွန်လွတ်တတ်ပါစီ။ဘဲအရာကိုရွေးချယ်ရင်အကောင်းဆုံးလေးဆိုတဲ့အသီးညာရှိပါစီ။တနှုံနှုံနဲ့ခန်းစားနေတာ။ တခြားလူရဲ့အမှားနဲ့ကိုကိုကိုညှဉ်းပန်းနှိပ်စက်နေတာဟာဘလောက်ခံရခက်ကြောင်တင်းချင်းချင်းလင်းလင်းသိပါစေဒီလိုမှမဟုတ်ရင်နောက်တစ်ချိန်မှလဲကြပြီးမြင်မြန်ထားမရက်ခဲ့လို့ကိုကိုကိုအာမပီခဲ့လို့အမားကိုလက်မလွတ်ခဲ့လို့ဆိုပြီးတင်းနောင်တရမိနေပါလိမ့်မယ်